နတ်စင်ကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါလို့ဒီစီစဉ်ကနေနှုတ်ခွန်းဆက်သလိုက်ပါတယ်။ပရိသတ်တွေကိုအခုတင်ဆက်ပေးနေတာကတော့လေဗျာပြည်သူတွေရဲ့ဥကောင်းကိုနေပေါ်မှာရရဆက်ဆက်ခြေမွနင်းခြေပြစ်ခဲ့တဲ့လေဗျာနိုင်ငံရဲ့ဆရာနာရှင်ကောင်းကောင်ဂရာဖီရဲ့နောက်ဆုံးနေရတွေအကြောင်းဒါမှမဟုတ်ပြည်သူတွေရဲ့ဒေါသကြိမ်စာတင့်ခဲ့တဲ့ဂရာဖီရဲ့မရှုမလားဇက်သိန်းငယ်အကြောင်းပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့ဂရာဖီရဲ့ငယ်ဘဝအစကိုပြန်ကြည့်လိုက်ကြရအောင်ပါ။ မမအေဂရာဖီလိုအမိရတဲ့ကလင်းငယ်တယောက်ကို1942ခုနှစ်ဂျွန်လ9ရက်နေ့မှာလေဗျားနိုင်ငံတောင်မဲ့ Tripolinia တဲကန်နိုင်ရတဲ့ကဆူဒေါ့ခရရင်အစွန်ဖျားမှာရှိတဲ့ရွက်ပြင်ဒေးလီတစ်ခုအတွင်းမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။သူမိဘမျိုးတွေကမတင်မရှားတာမန်မျိုးနွယ်တစ်ခုဖြစ်ပြီးမျိုးရိုးအမိကအေဂရာဖာလို့သိရပါတယ်။ဂရာဖီကိုငွေပွားခဲ့စဉ်အခါတော့ကလီဗျားနိုင်ငံဟာအီတလီနိုင်ငံရဲ့ကိုလိုနီနိုင်ငံတစ်ခုဖြစ်ရှိနေစေလေဖြစ်ပါတယ် 1952ခုနှစ်ကိုအရောက်မှာတော့လီဗျားနိုင်ငံကလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်ဗရင်နိုင်ငံတော်တစ်ခုအဖြစ်စတင်ဖြစ်လာခဲ့ပါလီဗျားနိုင်ငံဟာအာဖရိကဒေသရဲ့မြောက်ဘက်မှာတည်ရှိပြီးမြောက်ဘက်မှာမက်ဒီတာရေးနီးယားပင်လယ်နဲ့အရှေ့ဘက်မှာအီဂျစ်နိုင်ငံအရှေ့တောင်ဘက်မှာဆူဒန်နိုင်ငံတောင်ဘက်မှာချတ်နိုင်ငံနဲ့အနောက်ကောင်ဘက်မှာနိုင်ဂျာနိုင်ငံတို့အသီးသီးတည်ရှိနေပါတယ်။တိုင်းပြည်ရဲ့ခေါင်းဆောင်ကတော့လောအုစုနဲ့ပနာစ်တက်နဲ့ဗဂျင်အီဒရစ်ပဲဖြစ်ပါတယ်။ ဂရာဖီယာလူငယ်လေးတယောက်ဘဝရဲကအားရအမျိုးသားကြီးလှုပ်ရှားမှုတွေရဲ့ဩဇာကျွမ်းမှုကိုခံခဲ့ရသူလို့ဆိုပါတယ်ဒီတော့သူ့ရဲ့ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်လေးဖြစ်သူ့အထင်ကြီးအားကြရတဲ့သူကဘယ်သူလဲလို့ဆိုတော့အီဂျစ်နိုင်ငံကို modern socialism နိုင်ငံဖြစ်ပြောင်းလဲပြစ်ဖို့ကြိုးစားခဲ့တဲ့သမ္မတနာဆာဖြစ်တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပူပါတယ်ဒီလိုနဲ့ဂရာဖီယာ1962ခုနှစ်သူ့သစ်19နှစ်အရွယ်မှာလေဂျန်နိုင်ငံဘန်ဂါစီပြို့တော်မှာရှိတဲ့စစ်ပညာကောလိပ်ကိုစတင်တက်ရောက်ခဲ့ပါတော့တယ် ဒီနောက်တော့ဂရာဖီယာစစ်တင်တော့နေပြီးဆုံးပြီးခဲ့တဲ့အချိန်မှာလေပြားတက်မတော်တဲ့ဝင်ရောက်ကအမှုထမ်းခဲ့ပါတယ်။တချိန်နဲ့သို့သလိုဗရင်အေဖရစ်ကိုစက်ကျင်မုန်းတီးတဲ့စိတ်တွေကတစတစသို့သလိုကြီးထွားလာနေခဲ့ပြန်ပါတယ်။တိတ်မကြတဲ့နှစ်နှစ်ငယ်အတွင်းမှာပဲဗရင်အေဖရစ်ကိုဖြုတ်ချပြီးလှုပ်ရှားမှုတွေမှာဂရာဖီယာထဲထဲဝင်ပါဝင်လာခဲ့ပြီးသူ့ရဲ့ထက်မြက်တဲ့စွမ်းရည်နဲ့ပန်းနတ်လိမ္မာမှုတွေကသူ့ရဲ့ဩဇာအာဏာကအဲ့ဒီအဖွဲ့အစည်းအတွင်းမှာမြင့်တက်လာပါတယ်။ 1969ခုနှစ်အရဘရင်အီထရစ်တူရကီနိုင်ငံကိုစေဝါကုသမှုခံယူဖို့တွားရောက်နေစဉ်အတွင်းမှာပဲဂရာဖီယာသူကိုယ်သူလီဗျာတပ်မတော်ရဲ့ကာဝေးဦးစီးချုပ်အဖြစ်ခန့်အပ်ပြီးလီဗျာနိုင်ငံရဲ့တော်လိုင်းကြီးကောင်စီဥက္ကဋ္ဌရာလူကိုပါရယူကတိုင်းပြည်ကိုအာဏာသိမ်းယူခဲ့ပါလားဒီလိုနဲ့ပဲဘွန်မာအဂရာဖီယာသူ့အသက်28နှစ်အရွယ်မှာလီဗျာနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ် ဒရာဖီအာနာရလာပြီးတဲ့နောက်မှာတော့သူ့ရဲ့ပထမဆုံးကျပင်ပြောင်းလဲမှုတွေကနိုင်ငံအတွင်းမှာရှိတဲ့ American British အစရှိတဲ့အနောက်စုနိုင်ငံတွေရဲ့စစ်အခြေစိုက်စခန်းတွေကိုအလင်းစလိုပိတ်ပစ်ခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ပြောင်းလဲမှုတစ်ခုကတော့လက်ရှိအသုံးပြုနေတဲ့ကမ္ဘာသား Gregoria ပြည်ကရင်စနစ်အစ Islamic ပြည်ကရင်ကိုအစားထိုးပြောင်းလဲသုံးဆွဲခဲ့တာပါ။တချိန်ထဲမှာပဲလီဗရာနိုင်ငံရဲ့အဓိကထွက်ကိုရေနံစင်းရွယ်တဲ့နိုင်ငံသားကော်မတီကြီးတွေစီကနေအကျိုးမြတ်တွေအပြောင်းအလဲရနိုင်ခဲ့ပါတယ် ဒါကြောင့်လေ graphic ကဘာဘိုးပါဖတ်မှုတော့ပဲလေဗျားနိုင်ငံတစ်ခုလုံးကိုသူ့စစ်ကူရတဲ့နေအကုန်ပြောင်းလဲပစ်ခဲ့ပါတော့လေလုံညာဖြစ်နေတဲ့ graphic ကကလောင်းနဲ့မချိနဲ့နိုင်တော့ပဲအိမ်မင်းချင်းနိုင်ငံတွေရဲ့စီးရီးစီးရာကိစ္စပဲမှာပါဝင်ရောက်ဆက်ဖက်လာခဲ့ဗျာမာတယ်လေဗျားဖြူစုဒီလူလားတောင်းတာတဲ့ဘဝနေထိုင်မှုပုံစံတွေကိုတော့လုံးဝလစ်လီရှုထားခဲ့ဒဇာဒဇာလေဗျားနိုင်ငံမှာအုတ်ချုပ်ဘူးခေါင်းဆောင်နဲ့ပြည်သူတွေရဲ့ဆက်ဆံရေးမှာအေးဆက်မှာကြောလာနေခဲ့တာနှင်းများစွာကြာမြင့်လာခဲ့ပါ ိုင်းပြည်ရဲ့စစ်နေရာတို့ပြီးအခွင့်အလမ်းကောင်းတဲ့နေရာတွေအားလုံးကသူနဲ့သူ့မိသားစုတွေရဲ့လက်ထဲမှာပဲကြစ်ကြစ်ပအောင်စုံကင်ခဲ့တာဟုတ်တိုင်းဒီကတဖြည်းဖြည်းစင်းရဲစင်းနဲ့လာခဲ့ပြီးအစိုးရအတွင်းကအချင်းပြည့်ခြားစားမှုတွေကိုလည်းလစ်လျူရှူထားခဲ့ပြီးလစ်လန်းနိုင်ငံကိုတော့သူ့မိသားစုပိုင်းပစ္စည်းတစ်ခုကိုသဘောထားခဲ့ပါနောက်ပိုင်းကာလာပြည်အရောက်မှာတော့ဂရာဖီယာသူ့ကိုယ်သူမချင်းကြီးစိတ်ရည်ဝင်လာခဲ့ပါ သူများနဲ့မတူအောင်သူ့ရဲ့တက်တော်ဆောင်အဖြစ်မြို့သူကြီးတွေကလည်းချစ်ခတ်ထားတာလို့ အခမ်းအနားတွေဒါမှမဟုတ်ပွဲကြီးနန်းကြီးတွေတွားရင်သူ့တွေအတုစီမံချုပ်လို့ပေးထားရတဲ့ကြောက်တုံသောအဝေစားဖက်ရှင်မျိုးတွေဝတ်ဆင်လာတဲ့အထိဖြစ်လာအဲ့ဒီအထက်ကမှအစိုးရဆုံးရဲ့ထိလက်စရာအကောင်းဆုံးသူ့ရဲ့စစ်ချေတွေကတော့ဂရာဖီယာသူ့ကိုယ်သူအာဖရိကရဲ့အရှင်တကြီးဘယင်ရီလိုခံယူမှတ်ထင်ထားတာဖြစ်ပါဒါကြောင့်မဲသူ့ကိုလှောက်ပြောင်းတဲ့အနေနဲ့ The Medoc of the Middle East အရှိ11ဒေသကခွေးယူတကောင်းလို့တော့ခေါ်ဝေါ်ခဲ့ကြရတဲ့အဖြစ်ဖြစ်ပါတယ် အဲ့ဒီနောက်တော့စိတ်ကျန်းလူကျန်းဖြစ်လာတဲ့ဂရာဗီတယောက် လေပြားပြည်သူတွေရဲ့မျက်နှာကိုမထောက်ညှာတော့ပဲအနောက်နိုင်ငံရဲ့လေကြောင်းလိုင်းတွေကိုအသေးခံဘုံခွဲလှုပ်ချင်ချင်းလူစီကားရဲ့အရက်တွေမှာဘုံခွဲတိုက်ခိုက်ခြင်းစတဲ့ကြီးမားတဲ့ကဘာလုံးဆိုင်ရာလူတက်မှုကြီးတွေကိုဇက်တိုက်ဆိုသလိုကျူးလွန်ခဲ့တာကြောင့်ကဘာတဝန်းကအပြစ်မဲ့ပြည်သူရာပေါင်းများစွာတည်ကြည်ပျက်စီးခဲ့ကြရပါတယ် ဲ့ဒီရာဇဝတ်မူကြီးလေးအထက်ကမှအရက်ဆက်ဆုံးကတော့1988ခုနှစ်မှာဂျာမနီကဖရန့်ဖုတ်မြို့ကနေပန်တန်းလာတဲ့ပန်အမေရိကလေယောင်းဆိုင်ခီးစဉ်အမှတ်103ကိုလီဗျာအချမ်းပဲသမားတွေကဘုံခွဲတက်ခိုက်ခဲ့လို့အပြစ်မဲ့ခီးတွေ243ယောက်နဲ့လေရင်အမှုတန်း16ဦးတေဆုံးခဲ့ရပါတယ်ဒါအပြင်1989ခုနှစ်ကခရီးတဲ့190ဦးတေဆုံးခဲ့ရတဲ့ပြင်သစ်ခီးတဲ့တင်လျင်တိုက်ခိုက်ခံရမှုကိုကြိုးကင်ခဲ့သူကလည်း graphy ပဲဖြစ်ပါတယ် ဒီလိုမျိုးတရားဆိုင်မှုတွေရဲ့ဆိုးရွားတဲ့ခါသီးမှုတွေကိုမခံနိုင်တော့တဲ့အဆုံးလေပြင်းနိုင်ငံမှာပြည်သူတွေနဲ့စစ်ဘက်ဆိုင်ရာအသီးသီးကလူတွေပေါင်းဖွဲ့ပြီးဂရာဖီကိုစန့်ကျင်တော်လှန်ခဲ့ကြပါတော့တဲ့အာရတ်မျိုးတော်လှန်ရေးစတင်ပေါ်ပေါက်ချိန်2017နှစ်ဦးပိုင်းကစလို့ဂရာဖီရဲ့တက်ကိုအာနာကစပြီးမင်းမင်္ဂလာပါတော့ဆက်လက်ပြီးတော့လေအာရတ်မျိုးမုန်လည်းကလေပြင်းနိုင်ငံတကူလို့ကိုလွှမ်းခြုံသွားခဲ့ရာက2017ခုနှစ်ဖေဖော်ဝါရီလအရောက်မှာတော့တပုံတပ်ဖွဲ့တွေက National Transitional Council LTC ကိုအမိရတဲ့အမျိုးသားပြုရင်ပြောင်းရဲ့ကောင်စီကိုဖွဲ့စည်းပြီးတော့လစ်ဗျာနိုင်ငံရဲ့ data အတော်များများကိုထိချုပ်ထားနိုင်လိုက်ပါတယ်။ NDC ကိုအဓိကအကူအညီပေးနေတာကတော့ NATO တပ်ဖွဲ့ဝင်တွေပဲဖြစ်ပါတယ်။နောက်တစ်6လကြာဧပြီလမှာတော့ NATO တပ်ဖွဲ့ဝင်တွေလက်ချက်နဲ့ Graphy ရဲ့တားနှစ်ယောက်တည်ဆုံးခဲ့ပါတယ်။ Graphy ကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အော်ဂိုလမှာတော့ NDC တပ်ဖွဲ့တွေကလေလျားတနိုင်ငံလို့ကိုထိ ंछ ုပ်နိုင်ခဲ့ပါတယ်။ အတောစတိဂျွန်လာမှာတော့နိုင်ငံတကာရာဇဝတ်ခေါ်ယူ NCC ကဂရာဖီအပါဝင်တူတာဆောအယ်မွတ်စလင်နဲ့ဂရာဖီရဲ့ရောက်ဖဖြစ်သူတို့ကိုရာဇဝတ်မှုဆိုင်ရာလူခွင့်ရေးချိုးဖောက်မှုနဲ့စွဲချက်တင်ခဲ့ပြီးလိုက်လံဖမ်းဆီးပါတော့တယ်။တောစတိခုနှစ်အော်တိုဘာလ20ရက်နေ့အရောက်မှာတော့ဂရာဖီတည်ဆုံသွားတဲ့အကြောင်းသတင်းတွေထပ်ပေါ်လာခဲ့ပါ။သတင်းကိုအတိပြုပြီးတဲ့အပြီးမှာတော့ဂရာဖီကိုသူ့ရဲ့ဇာတိမီဆူဒယ်ခိုင်ရင်တဲ့ကမီရင်ဖလိုက်ဟောင်းတစ်ခုထဲမှာပို့အောင်နေတဲ့ဂရာဖီကို ADC နဲ့ NATO တပ်ဖွဲ့ဝင်တွေက ပြစ်ရှိခဲ့ပြီးအတိပစ်ကတ်ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။နောက်တနေ့မနေ့မှာတော့ Graphy ရဲ့အလောင်းကိုထားတဲ့အဆောက်အဦရဲ့အပြင်ဘက်မှာလေပြားပြည်သူတွေအများကြီးတက်စီနေကြတာကိုတွေ့ကြရပါတို့တော့ Graphy ရဲ့သွေးလေးလေးနဲ့နေမကောင်းရှုမကောင်းတော့တဲ့ရုပ်ပျက်စင်းတဲ့အလောင်းကိုမျက်စိနဲ့တက်တွေ့မြင်နေလို့အလှည့်ကြအောင်တက်စီစောင့်နေကြတာလို့ပြောပါလေ။တရေနောက်တွေကမင်းများကြည့်ရမှာတော့ သူတို့က graphic တေးတာတေးကြရဲ့လားဆိုပြီးလာကြည့်တာလို့ဆိုပါလေသူတို့တွေအားလုံးပင်ပင်ပန်းပန်းတက်စီနေကြရပြီမဲ့သူတို့မျက်နှာပြင်မှာကအရန်ကိုပျော်ရွှင်နေတဲ့အပြုံးတွေကိုစင်းတဲ့ဆိုရာကိုတင်ပြရင်ဒီအစီအစဉ်ကိုအဆုံးသတ်လိုက်ပြရစီခင်ဗျာ